မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ12ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်နဲ့ဘီလင်းမြို့နယ်ကြားရန်ကုန်မော်လမြိုင်လမ်းမမှာရှိတဲ့တဲဖြူချောင်းတရာရဲနဲ့စစ်သားပူးပေါင်းဂိတ်ကိုဝင်ရောက်တိုက်ခတ်ရာစစ်ကောင်စီတပ်သား9ဦးတိုက်ဆုံခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ9ရက်နေ့မနက်10:00နာရီခန့်မှာကြိုက်ထုံမြို့နယ်နဲ့ဘီလင်းမြို့နယ်ကြားရန်ကုန်မော်လမြိုင်ကားလမ်းမကြီးအတွင်းမှာရှိတဲ့တဲဖြူချောင်းတန်တရာရဲနဲ့စစ်သားပူးပေါင်းဂိတ်စခန်းကိုဝင်ရောက်ပစ်ခတ်တိုက်ခတ်ခဲ့ပြီးတော့ကြိုက်ထုံမြို့နယ်အခြေစိုက်ဒါတာရ600နှစ်တိုင်ရင်းကို ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲမှာစစ်သား၄ဦးနဲ့ရဲ၃ဦးသေဆုံးခဲ့ပြီးတော့စစ်သားနဲ့ရဲ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲဟာတနအိုင်ကကြာမြင့်ခဲ့ပြီးတော့တော်လိုင်းပူပေါက်တပ်ဖွဲ့အများဘက်ကဒုရီယာစစ်ကြောင်းကရဲဘော်တအူတိုက်ပွဲမှာမြင့်မြတ်စွာအသက်ပေးလူကြာဆုံးခဲ့ရတယ်လို့သိရပါဗျ။ပူပေါက်တပ်ဖွဲ့အများဘက်ကလည်းရဲဘော်၄ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့ရတယ်လို့သိရပါဗျ။မွန်လွယ်ဆက်တနအိုင်ကမှာ တရင်ခွန်ရှစ်3ညာ5တက်ခွဲ၄ကရဲဘော်များပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးတော့ PDF တရင်ခွန်ရှစ်3ညာ5တက်ခွဲ၄အနေနဲ့စစ်အာဏာရှင်စနစ်ကြဆုံးသည့်အထိဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းပြည်သူ့ကာကွယ်တပ်မတော်တရင်ခွန်ရှစ်3ညာ5တက်ခွဲ၄ UG အဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကို PDF တရင်ခွန်ရှစ်3ညာ5တက်ခွဲ၄ကြိုက်ထူပကဖသူရိယစစ်ကြောင်းတရင်ကတက်ခွဲ၁ TPDF drone တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်အောက်တာရွာမှာရှိတဲ့ပြူစောတိစခန်းကို drone နဲ့ဘုံကျတဲ့ခါရောက်စစ်ကောင်စီဘက်ကထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလ10ရက်နေ့မှာအောက်တာရွာမှာရှိတဲ့ပြူစောတိစခန်းကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံကျတိုက်ခိုက်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား၈ဦးထိခိုက်ဒဏ်ရာရရှိက၃ဦးဟာဒဏ်ရာပြင်းထန်ခဲ့တယ်လို့သိရပါတယ်။ပြည်သူများကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ချင်းချောင်းနေလို့အောက်တာရွာပြူစောတိစခန်းကို drone နဲ့ဘုံဒီကျဲချပြီးတော့ပြန်လည်တိုက်ခိုက်ခဲ့တာပါ။ရန်သူဘက်ကထိခိုက်ဒဏ်ရာရတာ ရွှေဦးနဲ့အထက်ရှိပါတယ်။၃ဦးကတော့အပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တော်လိုင်းရဲဘော်တွေအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ AR တောင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုမြိုင်ပကဖပေါပကဖ BLY ပြည်သူ့ကာကွယ်ပကဖနဲ့ AR တောင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးတိုင်းမိထီလာခရိုင်ဝန်းရွှဲမြို့နယ်ဝန်းရွှဲနယ်တာစီမြို့နယ်အဆက်မှာရှိတဲ့စမုံဆယ်ဟာစက်တဘာလ17ရက်နေ့ည9နာရီခွဲဝင်းကျင်မှာဆယ်ကျိုးကျသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စမုံဆယ်ကျိုးသွားတဲ့အတွက်ဆယ်အောက်ကကြီးရွာတွေကိုအရေးပေါ်ပြောင်းရွှေ့ကြဖို့ဒေသခံအာဏာပိုင်တွေကကြီးရွာတွေမှာမိုက်တွေနဲ့လိုက်အော်နေတယ်လို့ဆိုပါတယ်။ဆယ်က9နာရီခွဲလောက်ကကျိုးသွားတာလေဗျ။ဆယ်အောက်ကရွာတွေကိုတော့စောစောကမိုက်နဲ့လိုက်အော်နေတယ်တဲ့။ ရွာတွေကအရေးပေါ်ပြင်ထားဖို့ရေမတက်နိုင်မဲ့နေရာတွေကိုအရေးပေါ်ရွှေ့ခိုင်းနေတာလို့ဝမ်တွင်းနယ်မြေပြင်ကင်းထောက် Voice of Wandwin အဖွဲ့ကတာဝန်ခံကပြောဆိုထားပါတယ်။လွန်ခဲ့တဲ့၂ရက်လောက်ကတည်းကဝမ်တွင်းနယ်ထဲမှာမိုးတွေတဲထန်စွာရွာသွန်းနေလို့ဒေသတွင်းမှာတွာလာလို့မရပဲဒေသခံတွေဟာအိမ်အတွင်းတွေကနေပြီးတော့အပြင်ကိုထွက်ဖို့ကိုခက်ခဲနေတယ်လို့ဆိုပါတယ်။စမုံဆဲကျိုးသွားတဲ့အတွက်အလေကံကြွယ်ကံကြောက်အိုးတပြေတာစတဲ့ ရေဦးတက်ရကြေးရွာတွေအေးပေါ်ရွှေပြောင်းနေကြရပြီးတော့အလဲကန်ကျွဲကန်တွေဘက်မှာတော့တချို့အိမ်တွေရေတွေနစ်နေပြီလို့ဆိုပါတယ်စမုံဆယ်ရဲ့အောက်ဘက်မှာကင်းတားဆယ်မြို့ကြီးဆယ်ငပြောင်ဆယ်ရဲရွာဆယ်စတဲ့ဆယ်တွေရှိတယ်လို့ကုမဲမြေသားဟန်မြက်မို့တန်ရွာမြို့ကြီးကြောက်ဆယ်စင့်ကိုင်အင်းဝဒရဦးစတဲ့မြို့တွေတရှိတယ်လို့သိရပါတယ်မြေသားမြို့နယ်ပန်းလောင်မြစ်ပေါ်မှာတိဆောက်ထားတဲ့ကင်းတာရေလောင်တမန်ဟာလေရေပြည့်မှတ်ကိုရောက်ဖို့အတွက်နှစ်ပေခန့်သာလိုတော့ပြီးတော့စက်တဘာလ17ရက်နေ့မွန်လွယ်ပိုင်းအချိန်မှာရေထိန်းတကား၄ခုက ကနေပြီးတော့ရေတွေထုတ်လွှတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။ကင်တာဆယ်ရဲ့ရေပြည့်အမှတ်ဟာ200ဒသမ25မီတာဖြစ်ပြီးတော့စတရက်နေ့ညနေပိုင်း206ဒသမ86မီတာအထိကိုရေတက်နေကရေပြည့်အမှတ်ကိုရောက်ဖို့အတွက်နှစ်ပေခန့်သာလိုတော့တယ်လို့သိရပါဗျ။မြစ်သားနယ်အပါဝင်ကင်တာဆယ်အထက်ပိုင်းမှာမိုးရေချိန်1.8ဒသမ9အထိကိုမိုးတွေဆက်လက်ရွာသွန်းနေတာကြောင့် ဆယ်ရိတ်ထပ်မံပြီးတော့ထုတ်လွှင့်ဖွယ်ရှိတယ်လို့ကင်တာဆယ်ကအဆောင်တအုပ်ကပြောဆိုထားပါရယ်ကင်တာဆယ်အောက်ဘက်ကပြည်သူများမိုးကဆက်တိုက်ရွာသွန်းနေပါတယ်အခုအချိန်ဒီတိုင်းဆိုရင်ရေထပ်လွှတ်နိုင်ပါတယ်တော့ကပေးတယ်လို့တော့မထင်ပါနဲ့ကြိုတင်ပြီးတော့ပြင်ဆင်နိုင်အောင်လို့အတိပေးခြင်းသာဖြစ်ပါတယ်လို့ပြောဆိုထားပါရယ် ကင်းတားဆယ်ရေကိုပန်းလောင်မြစ်ထဲကိုထုတ်လွှတ်ပြီးတော့ပန်းလောင်မြစ်ဟာကြောက်ဆယ်မြို့အနီးမှာစမုံမြစ်အတွင်းကိုစီးဝင်ကတရအူးမြို့အင်းဝမ်မြို့ဟောင်းအနီးမှာမြင့်ငယ်မြစ်ခေါ်ဒုထဝရီမြစ်အတွင်းကိုစီးဝင်နေတယ်လို့သိရပါဗျ။မြင့်ငယ်မြစ်ဟာအင်းဝမ်အနီးမှာအေရဝတီမြစ်ထဲကိုစီးဝင်နေတာဖြစ်တယ်လို့သိရပါဗျ။ တောင်တရုတ်ပင်လယ်မှာတိုက်ခတ်ခဲ့တဲ့အင်အားပြင်းတိုင်ဖုန်မုန်တိုင်းယာဂီရဲ့အရှိန်ကြောင့်ရှမ်းပြည်နယ်တောင်ပိုင်းကပင်တရရွာငန်ကလောအောင်ပန်းစတဲ့မြို့တွေနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းကတာချီလိပ်မြို့တွေမှာမိုးတွေတဲထန်စွာရွာသွန်းနေပြီးတော့ရေကြီးရေရှမ်းမှုတွေဖြစ်ပွားနေတယ်လို့သိရပါဗျ။ကြောက်ဆယ်နဲ့မြစ်သားနယ်ထဲမှာစီးဆင်းနေတဲ့ဇော်ကြီးမြစ်နယ်ပန်းလောင်မြစ်တွေဟာရှမ်းပြည်နယ်တောင်ပိုင်းကပင်တရနဲ့ရွာငန်ဒေသတွေနဲ့ဆက်ဆက်နေတယ်လို့သိရပါဗျ။မိုးတွေဆက်လက်ပြီးတော့ရွာသွန်းနေပြီးဆက်လက်ပြီးရေကြီးနေမြုံနိုင်တာကြောင့်ကြောက်ဆယ်နဲ့မြစ်သားနယ်အပါအဝင် မြစ်တွေချောင်းတွေဘေးမှာနေတဲ့ကြေးရွာတွေအနေနဲ့ရေဘေးအနေနဲ့သတိထားကြဖို့နေအိမ်အောက်ထပ်တွေမှာထားတဲ့အရေးကြီးပစ္စည်းတွေလျှက်စက်ပစ္စည်းတွေကိုရေလွတ်ကင်းနိုင်တဲ့နေရာတွေကိုပြောင်းရွှေ့ထားကြဖို့နဲ့ရေလွတ်နိုင်တဲ့နေရာကိုရွှေ့ပြောင်းနိုင်ရေးအတွက်ကြိုတင်ပြင်ဆင်ထားကြဖို့ကိုပြည်သူအချင်းချင်းသတိပေးတိုက်တွန်းနေကြောင်းသိရရှိပါတယ်ခင်ဗျာအခက်ခဲတွေကြားတဲ့ကနေပြီးတော့နေ့စဉ်တင်ဆက်ပေးနေတဲ့ Revolut Burma News Channel ကို Like နဲ့ Subscribe လုပ်ပေးခြင်းအပြင်တော်လိုင်းရေးကိုကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ။ အခုလိုမျိုး like and subscribe လုပ်ပေးခြင်းဟာမြေပြင်ကရဲဘော်များနဲ့စစ်ပေးရှောင်ပြည်သူများကိုတစ်ဖက်တစ်လမ်းကနေပြီးတော့လှူဒန်းပေးနေခြင်းဖြစ်တဲ့အတွက် like and subscribe လုပ်ပေးကြသူတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တောင်ကုတ်ခရိုင်ပန်းတင်ကျုံကမ်းခြေနယ်ကုလရောင်ချေးွာကမ်းခြေတို့မှာဒီရင်နဲ့အတူမျောပါလာတဲ့အမျိုးသားအလောင်း၁၁လောင်းကိုဒေသခံတွေတွေ့ရှိခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အလောင်းတွေကိုစက်တဘာလ10ရက်နေ့နဲ့17ရက်နေ့တွေမှာဒီရင်ပြည့်တဲ့အချိန်မှာတွေ့ခဲ့ရတယ်လို့ဒေသခံတွေကပြောပါရတယ်။ကုလရောင်အောင်မင်းချောင်ရွာကမ်းခြေမှာအလောင်း၃လောင်းနဲ့ကုလရောင် ဒုံးစိတ်ရွာနဲ့တဖက်ကမ်းမှာရှိတဲ့ဒေသခေါ်စားချောင်းကမ်းခြေမှာတလောင်းတွေ့ရှိခဲ့ရပြီးတော့ကုလေအောင်ကမ်းခြေနဲ့တိမ်မဝေးတဲ့ပန်းတင်ကျော်ပင်လေကမ်းခြေမှာလည်းအမျိုးသားအလောင်းခွန်းလောင်းကိုတွေ့ရှိခဲ့ရတယ်လို့ဆိုပါရယ်အလောင်းတလောင်းရဲ့ဘေးဘက်နံရိုးမှာတော့ငါတို့ဘယ်တော့မှမရှုံးစေရဘူးလို့မြန်မာဘာသာနဲ့စားချောင်းတစ်ခုကိုတတ်တူးရေးထိုးထားတာကိုတွေ့ခဲ့ရတယ်လို့မြန်မြန်ဒေသခံတအုပ်ကပြောပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းညောင်လေးပင်ခရိုင်လေတုံမြို့နယ်နဲ့ကြောက်တကားမြို့နယ်မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်တပ်က drone လက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ရာအမျိုးသမီးတအုပ်သေဆုံးပြီးတအုပ်ထိခိုက်ဒဏ်ရာရရှိကာစတင်ကြောင်းတစ်ကြောင်းနဲ့နေအိမ်တစ်လုံးပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမလာ၈ရက်နေ့မနက်7:15မိနစ်ခန့်မှာလေတုံမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ရဲ့ခလာရ264တရင်ကပြည်သူများနေထိုင်ရာနေရာကိုပြစ်မှတ်ထားပြီးတော့ လိန်ပင်ဝဲချေးရွာအတွင်းကိုရည်ရွယ်ချက်ရှိရှိနဲ့120မမလက်နက်ကြီးနှလုံးပစ်ခတ်ခဲ့ရာချေးရွာပိုင်းစာတင်ကြောင်းတကြောင်းလက်နက်ကြီးထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်။မနက်7:52မိနစ်ခန့်မှာလက်နက်ကြီးနှလုံးကိုထပ်မံပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်ချေးရွာနေအသက်62နှစ်အရွယ်ဦးစိုးတန်းထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်၎င်းရဲ့နေအိမ်ဟာလည်းထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။အလားတူပဲမူးမြို့နယ်ကြောက်တကားမြို့အင်ကုန်းချေးရွာအတွင်းကိုအချမ်းပတ်ဆက်တက်ကခလာရ300ခွန်ရွှေဝါတက်ရင်ကဒရုန်းနဲ့ဘုံကျဲပြီးတော့လက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ရာချေးရွာ နေအသက်35နှစ်အရွယ်မတင်းတင်းခိုင်တေဆုံးခဲ့ရတယ်လို့သိရပါဗျ။ဒါအပြင်မကွေးတိုင်းရောဒေတာထီလဲမြို့နယ်အရှိတ်ဘတ်ချမ်းကိုစက်တင်ဘာလ9ရက်နေ့ညနေ9:00ခွဲအချိန်ကမှာ အချမ်းဘတ်စစ်တပ်က Jet Fighter နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ဒေသခံပြည်သူအမျိုးသမီးတဦးသေဆုံးခဲ့ကြောင်းဒေသခံပြည်သူများကပြောဆိုထားပါတယ်ထီးလဲမြို့နယ်မက်လယ်ရွာအနီးကိုအချမ်းဘတ်စစ်တပ်ကကျဲချခဲ့တဲ့ဘုံးတလုံးကြောက်ရပောက်ကွဲပြီးတော့ချောင်းထဲမှာရေချိုးနေတဲ့အမျိုးသမီးတဦးကိုထိမှန်ခဲ့ပြီးတရားပြင်းထန်တဲ့အတွက်ကြောင့်စေကူတာမှုခံယူနေစဉ်အချိန်တွဲမှာပေးဆုံးသွားတယ်လို့သိရပါဗါးအလားတူပဲစက်တဘာလ9ရက်နေ့ကလည်းအကြမ်းဖက်စစ်တပ်ကပုံညာတောင်အနောက်ဘက်ဒေသအခေါ်စေကြီးတောင်အနောက်ဘက်ချမ်းကိုလည်းလေးချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တော့လေပြည်သူများထိခိုက်မှုမရှိကြော င်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ